အလုံးမဲမင်္ဂလာပါရှင်ဆရာမကတော့အကြာမြင့်ဆရာမလေးအောင်မွေဖြစ်ပါတယ်ရှင်ဒီနေ့ကတော့ဘာလာပြောပြတယ်လဲဟိဆိုရင်ကြာတာပရိသတ်သမီးများအတွက်ကို12လပိုင်းစာအတွက်ကိုလာရောက်ပြီးဟောစာရန်တင်ပေးတာဖြစ်ပါတယ်ရှင်အဲ့တော့ဆရာမလေးရဲ့အာရာရီယာတွေကိုလည်းယူခြင်းနဲ့ဇာတာလေးတွေလည်းဒီထဲမှာဖတ်သွားတာကိုလည်းနားကြားခြင်းနဲ့ဆိုလို့ရှိရင်တော့ဆရာမကိုအသက်လေးတွေပေး like and share လေးတွေလုပ်ပြီး follow လေးတွေအပ်ထားပေးပါဒီထဲမှာဆရာမကလပွင့်ကန့်ပွင့်စေတဲ့ရာရီယာလေးလည်းထည့်သွားပေးမှာဖြစ်တဲ့အတွက်ကြောင့်ပါအဲ့တော့ ီ12လပိုင်းထဲမှာဟိတ်ဆိုလို့ရှိရင်ကြာတော်ပလေးသားသမီးများပေါ့နော်ကံကောင်းချင်းလေးတွေရယူချင်းနဲ့ဟိတ်ဆိုရင်ဆရာမပြောတဲ့ရတဲ့အရာကိုလုပ်အောင်မယ်ပြီးတော့ဆရာမပြောတဲ့စိတ်နေစိတ်ထားမျိုးလေးတွေနဲ့နေပေးရမှာဖြစ်ပါတယ်ရှင်အာဘယ်လိုပြောမယ်ဟိတ်ဆိုရင်12လပိုင်းထဲမှာကြာတော်ပလေးသားသမီးများအတွက်လက်ပွင့်ကံပွင့်လာမယ်ဟိတ်ဆိုတာကိုရောသိကြပြီးပြီလားကြာတော်ပလေးသားသမီးရဲ့အကုန်လုံးကပေါ့နော်ဒီ17လပိုင်းထဲမှာဆိုလို့ရှိရင်အရန်နေပူပင်တဲ့တောကလေးများခဲ့တဲ့အထဲမှာပါတယ် အထူးသဖြင့်ငွေရင်းကြေးရေးအလိန်ခံရတာတွေအချစ်ရေးတော့ကပြပါရများခဲ့တာတွေစီးပွားလမ်းလာပိုင်းနဲ့ပတ်သက်ပြီးငွေဝင်ပြီးငွေမမြဲတာတွေပေါ့နော်အဲ့လိုမျိုးလေးတွေပြဿနာလေးတွေ တစ်ခုပြီးတစ်ခုကြုံရတာမျိုးလေးတွေကိုကြုံခဲ့ရတတ်တယ်ကျမ်းမာရေးချူချတာမျိုးလေးတွေပေါ့နော်ဒီ17လပိုင်း17လပိုင်းထဲမှာကြုံခဲ့ပြီးပြီပေါ့နော်အဲ့တော့17လပိုင်းထဲမှာအဲ့လိုတွေမဖြစ်အောင်ဘယ်လိုတွေလုပ်ရမလဲဟေးဆိုတော့ဆရာမပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံး17လပိုင်းထဲမှာဖြစ်မဲ့အရာကိုအရင်ဆုံးဖတ်ပေးပါဟေးဆိုရင်နော်17လပိုင်းထဲမှာဟေးဆိုရင်တို့ကလုပ်ငန်းအကြိမ်ကအပြောင်းရွှေ့ရှိတယ်နေရာဒေသအပြောင်းရွှေ့ရှိပါတယ်ပြီးလို့ရှိရင်လုပ်ငန်းကင်ကန်းနဲ့ပတ်သက်ပြီးဟိဆိုရင်အတိတ်တစ်ဖန်ပြန်ပြီးတော့စူးစမ်းရမယ့်နေရာမျိုးကိုရောက်ပါတယ်ပြောမယ်ဆိုလုပ်ငန်းကင်ကန်းပြောင်းရွှေ့ရမယ့်နေရာ စ်တည်းရနေတရာတစ်ဒေတာအစ်စ်ကိုတို့ကပြောင်းရွှေ့ရမယ်ကိုင်းလေးတွေကြုံဝတတ်တယ်ပြီးလို့ရှိရင်အာငွေရေးကြေးနဲ့ပတ်သက်ပြီးပေါ့နော်သူများကိုကိုကကူညီပေးထားတဲ့ငွေရေးကြေးလေးတွေနဲ့ပတ်သက်ပြီးစိတ်တော့ကများရတတ်တယ်တဲ့စီးပွားလက်လာပတ်နဲ့ပတ်သက်ပြီးဟဲ့ဆိုရင်ငွေဝင်လာတလို့ပြဿနာလဲတောက်လျှောက်ဝင်တတ်ပါတယ်ဒီနေ့ထဲမှာပြောမယ်ဟဲ့ဆိုရင်အထုတပြည့်ကြီးမားဆုံးအရာပြောပါဟဲ့ဆိုရင်အိမ်အောင်ရေးအချစ်ရေးနဲ့ပတ်သက်ပြီးတို့ကပို့ပြီးတော့တော့ကပြပါရများတတ်တယ်တဲ့ အိမ်အောင်ရေးရတဲ့အစိမ်မပြေအချစ်ရေးကလည်းအစိမ်မပြေရတဲ့ကြားတဲ့အလုတ်ကလည်းကမောက်ကမအာမိသားစုရေးနဲ့ပတ်သက်ပြီးရလဲပုတ်ကောင်းပုံမှာပဲတတ်အောင်နေတဲ့ဟိတ်ဆိုတဲ့ပုံစံမျိုးကြားရောက်မယ်ရှင်เนาะအဲ့တော့စနစ်လပိုင်းထဲမှာဟိတ်ဆိုရင်စိတ်ရှုပ်စရာလည်းများသလိုစိတ်ညစ်စိတ်ဘလို့ပြောမယ်စိတ်ချမ်းသာမှုလေးတွေလည်းရလာဖို့အနေထားလေးရှိရဲ့ပြောမယ်ဟေးဆိုစိတ်ညစ်စရာနဲ့စိတ်စိတ်ညစ်စရာနဲ့ပျော်စရာလေးတွေကိုယ့်အတွက်စိတ်ချမ်းသာမှုလေးတွေနဲ့ဒွန်တွဲပြီးလာတယ်လာလို့ပြောလို့ရတယ်ရှင်เนาะအဲ့တော့ကိုက ်ဘယ်လိုပြောမလဲဟိတ်ဆိုလို့ရှိရင်လုပ်ငန်းကိန်းငန်းနဲ့လည်းအစိမ့်မပြေလို့ရှိရင်တို့ကစိတ်ကအလိုလိုဖိစီးတာအလိုလိုတွေးများတာအဲ့ဒီကြားထဲမှာအချစ်ရည်နဲ့ပတ်သက်ပြီးဟိလာပြန်ပြီးဟိတ်ဆိုရင်ပို့ပြီးတော့စိတ်ညစ်ရတာစိတ်ရှစ်ဝတာတွေပေါ့နော်ပြောမယ်ဟိဆိုရင်တို့ကြာသာပရိသသမီးတွေကဘယ်လိုလဲဟိဆိုတို့စိတ်ကကြည်လင်လန်းဆန်းနေမှာဘယ်အရာမှဆိုလုတ်တိုင်းအောင်မြင်တာလုတ်တိုင်းအဆင်ပြေတာအဲ့တော့သူတို့ရဲ့စိတ်ကိုစိတ်ရှမ်းသာနေတဲ့အချိန်ကိုကြည်ပါဟိဆိုရင်လဲရှားပါတဲ့လောက်ပဲ။ဘာကြောင့်လဲဟိဆိုလို့ရှိရင်သူတို့ကအမြဲတမ်းပူနေတယ်၊ရှိလဲပူတယ်၊မရှိလဲပူတယ်၊မဖြစ်သေးတော့လဲပူတယ်၊ဖြစ်ပြီးတဲ့အရာကိုလဲ တရိတ်ရိတ်နဲ့တစိမ့်စိမ့်တွင်းနေတဲ့တဲ့အထဲမှာပါလို့ရှင်เนาะအဲ့တော့ဆရာမလေးပြောနိုင်တာကလုပ်ငန်းနိုင်ငံနဲ့ပတ်သက်ပြီးပြောင်းရွှေ့မယ်ဟိဆိုရင်တော့ပြောင်းလို့ရတယ်ပြောင်းပါလို့ပဲဆရာမပြောချင်တယ်အာနေရဒေတာနဲ့ပြောင်းမယ်ဟိဆိုလဲပြောင်းလို့ရပါတယ်ပြီးလို့ရှိရင်နိုင်ငံရဲ့အကြောင်းထွက်ခွာမဲ့လူလေးတွေဒီ၁၂လပိုင်းထဲမှာဟဲ့ဆိုရင်တော့ထွက်ရမယ့်အနေအထားလေးတွေကြုံမယ်ဒါမှမဟုတ်အခက်အခဲလေးတွေအရင်ဆုံးလာလိုက်မယ်ပြီးတော့မှထွက်ရမယ့်အနေအထားကိုရောက်မယ်လုပ်ငန်းကိန်းကကိုပိုင်စီးပွားရေးနဲ့ပတ်သက်ပြီးလုပ်နေတဲ့လူတွေဟဲ့ဆိုစိတ်သက်တွေဘုံဘုံကြနေတဲ့အချိန်မျိုးကိုကြောက်ရောက်နေတတ်တယ်အဲ့တော့ဒီ 12လပိုင်းထဲမှာဆိုဆရာမလေးပြောချင်တာကဆရာမပြောတဲ့ရတဲ့ရောအရင်လုတ်ပြီးတော့မှအလုပ်ငန်းကဲ့ညာနဲ့ပတ်သက်ပြီးစပြီးတော့ပြန်လုတ်ပါအောင်မြင်ဖို့ရှိပါတယ်လုံးဝမရက်ဆန်းလိုက်ပါနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်လုတ်နေပတ်သက်ပြီးလုတ်နေတဲ့လူတွေပေါ့နော်အဲ့လိုမျိုးအဲ့တော့ပညာရေးချင်းနဲ့ပတ်သက်ပြီးအာသင်ယူနေတဲ့လူတွေတွေဆိုခေါင်းအေးအေးထားစိတ်အေးအေးထားပြီးတော့လုတ်သွားပါဒီ12လပိုင်းထဲမှာအောင်မြင်မယ်အဆင်ပြေမယ်ကျမ်းမာရေးကတော့ခြုံချတတ်တဲ့ခေါင်းမူးလိုက်ဝေလိုက်ရင်ထဲမှာလာလာလာပြစ်လိုက်ပြီးလို့ရှိရင်လေအောက်တာမျိုးပေါ့အကျောချင်းတွေကြိုက်တာမျိုးလေးတွေကြုံရတတ်တယ်တဲ့ เนาะအဲ့တော့ကြာသာပရိသသမီးတွေကိုဆရာမပြောချင်တာကဒီ12လဘိုင်းထဲမှာအရာရာအားလုံးကိုအသက်တပံပြန်စီစီမှာပြန်ပြီးတော့တိဆောက်ပါဘာကြောင့်လဲဟဲ့ဆိုလို့ရှိရင်ရှင်တို့ရဲ့ပွေးဆက်မှုတွေအကုန်လုံးကဘာမှအရာမတင်ခဲ့ဘူးအဆုံးနဲ့အရှုံးတွေပဲကြုံခဲ့တဲ့အတွက်ကြောင့်မလို့ ကိုဘာသာကိုဘလို့ကြိုးစားရမလဲကိုချစ်တော့ပေါ်ကိုဘလို့ရက်တည်ရမလဲဆိုတော့ကိုပဲစဉ်းစားပါ။ဘာကြောင့်လဲဆိုရှင်တို့လိုအပ်ခဲ့တဲ့အရာတွေ၊နှွေးထွေးမှုတွေ၊ကျင်နာမှုတွေနဲ့ပတ်သက်ပြီးရှာဖွေခဲ့တဲ့အရာတွေဘာတစ်ခုမှအရာမထင်တာကိုပဲတွေ့ရတယ်နော်။ဘာကြောင့်လဲဟေးဆိုရင်ရှင်တို့ကမိသားစုအတွက်ကိုအတွက်ကိုတော့မဟုတ်ဒါပေမဲ့အဲ့ဒီကြာတာပရိသတ်သမီးတွေကဆွဆွဲချက်လည်းခံရတတ်တယ်။သူများဆွဆွဲတာတွေလည်းခံရတတ်တယ်။ဘလို့လဲဟေးဆိုလို့ရှင်အအတ္တကြီးတယ်မာနကြီးတယ်တကူကောင်းဆန်တယ်ပေါ့နော်။သူ့အတွက်ပဲသူကြည့်တတ်တယ်ဟေးဆိုတဲ့ပုံစံမျိုး။အဲ့တော့ကိုရဲ့ရင်းနှီးဆုံးကိုရဲ့ချစ်ရပါတော့ လင်ရောက်ကြမိမတို့မဟုတ်ကိုယ့်ရဲ့ချစ်ရပါတော့မိသားစုတငယ်ချင်းပေါင်းသင်းတွေကလက်ညှိုးတိုးချင်းအဲ့လိုဆွတ်ဆွဲချင်းခံရတယ်တကယ်အဲ့လိုမဟုတ်သူတို့တွေကမျက်နှာကြောတာမာတာပြောမယ်ဟဲ့ဆိုရင်တခုခုစိတ်ထဲမှာဖြစ်သွားပြီဟဲ့ဆိုမျက်နှာမှာချက်ချင်းပေါ်မူတဲ့လူမျိုးတွေအဲ့လိုမျိုးပြီးလို့ရှိရင်သူတို့ကလင်းမရှိလို့ရတယ်ဘာမှမရှိလို့ရငွေမရှိလို့တော့မရဘူးသူတို့လက်ထဲမှာငွေလေးနည်းနည်းရှိမှရွှေလေးနည်းနည်းရှိမှအင်အားတွေရှိတာလောက်ခုခွန်အားတွေရှိတာအဲ့လိုပုံစံမျိုးပြီးလို့ရှိရင်သူတို့ကိုနှွေးထွေးမှုနဲ့နောက်ကနေတွန်းပို့နိုင်စွမ်းလူတွေရှိမှသာလျင်သူတို့က အားရှိတဲ့အထဲမှာပါတယ်ဒါပေမဲ့သူတို့ကခိုကတ်တက်လို့လားမိတွေ့တတ်လို့လားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးရှင်သူတို့ကဘယ်လိုပြောမလဲဟေးဆိုလို့ရှင်အေးဘလောက်ပဲအလုပ်တွေပင်ပန်းပါစေဘလောက်ပဲ တော့ကနေများပါစေဒီမိသားစုသားညီညီညွတ်ညွတ်ဒီအိမ်အောင်ရေးသာပါရမယ်ဟေးဆိုလို့ရှိရင်အဲ့ဒီအရာတွေအကုန်လုံးကိုသူတို့ကဖျက်ချော်နိုင်တယ်အရာအလုံးကိုရင်ဆိုင်သွားနိုင်တယ်တမိသားစုလုံးလည်းသူလောက်ကျွေးနိုင်တယ်အဲ့လိုမျိုးစိတ်ပင်ပန်းမှုစိတ်ညစ်မှုတွေကိုသူကအယံပုံတော့လူဒုက္ခကိုလည်းအယံကြောက်တဲ့လူဒါပေမဲ့အဲ့ဒုက္ခကိုသူတို့ပဲရှာလာတာသူများကိုတနာတတ်တာလည်းနှစ်ယောက်မရှိအပြောမချို့တတ်တာလည်းနှစ်ယောက်မရှိစိတ်ဆိုးလွယ်တာလည်းနှစ်ယောက်မရှိအရွက်တိုက်တာလည်းနှစ်ယောက်မရှိဘူးနည်းနည်းဆိုကောက်ပြီးကောက်ပြီးရင်သူတို့ကလည်းပြန်ပြီးတော့အဲ့လိုဘယ်လိုပြောမလဲသူများကိုပြန်ပြီးတော့ အာငါလုတ်လိုက်တာမှားသွားပြီဆိုတော့နောက်မှအတွေ့မျိုးရတတ်တယ်တဲ့ဘုတ်ကြောက်တာပြည်သားသမီးတွေကဘယ်လိုပြောမလဲဟဲ့ဆိုရင်ဥစုဥစီဥဆောင်နိုင်စွမ်းတော့ရှိတယ်ဒါပေမဲ့တို့ကချက်ချင်းကိုဥစားပိတ်တဲ့အချစ်ယူဥစားပိတ်တဲ့ပြီးတော့မိသားစုယူဥစားပိတ်တဲ့ဖြစ်ချင်တာနဲ့ဖြစ်တဲ့တာကိုဖြစ်ချင်တာကိုနည်းနည်းလေးဥစားပိတ်တဲ့အထဲမှာပါတယ်ဒါပေမဲ့လုပ်ငန်းခိုင်ငန်းနဲ့ပတ်သက်ပြီးတော့ဇွဲကောင်းတတ်တယ်ရအောင်လုပ်ယူမယ်ဆိုတဲ့မမနာလေးတွေတော့တို့မှအငြင်းအပြစ်ရှိရခြင်းเนาะအဲ့တော့ စိတ်ဖတ်တာတော့ဒီနားမှာပဲခဏလေးဆရာမရက်ပေးမယ်အထူးသဖြင့်တို့ရဲ့ဘဝမှာအချစ်စစ်နဲ့တွေ့ဖို့ဟေးဆိုရင်အဲ့ချစ်ရင်နဲ့ပတ်သက်ပြီးချစ်စစ်နဲ့တွေ့ဖို့ဆိုရင်အကြိမ်ကြိမ်ပြိုလဲပြီးတော့မှအချစ်စစ်နဲ့တွေ့တာတဲ့ပြောမယ်ဟေးဆိုတို့ဘဝထဲဝင်လာတဲ့လူတွေကတို့ကိုမှီမဲ့လူတွေတွေ့ရရင်တွေ့စားမယ် ้าရရင်ต้าซ้ําမယ်ဆိုတော့လူတွေเนี่ยပဲจုံခဲ့တဲ့အတွက်အိမ်အောင်ဆက်တွေညားတက်တယ်တဲ့သူတို့ကပြီးတော့ငငယ်ရွယ်ရွယ်နဲ့လည်းအိမ်အောင်ကြခဲ့တာမျိုးလေးတွေရှိရဲ့ရှင်သူတို့တွေကเนาะအဲ့လိုမျိုးအဲ့တော့ဒီနေ့ထဲမှာဂျမလေးလုပ်ငန်းနိုင်ငံအဆင်ပြေခြင်းနဲ့ငွေရေးကြေးနဲ့ပတ်သက်ပြီးဆင်ပြေခြင်းနဲ့အချစ်ရေးတွေချုံးမွေးစေခြင်းနဲ့ဟေးဆိုရင်ကြံပေါ့เนาะကြံတတော့ကို သုံးစိတ်စိတ်ပြီးလို့ရှိရင် ပကံအဖြူလေးထဲမှာထည့်မယ်။ပြီးရင်အောက်တပြေပန်းခွနဲ့ညို့ကိုဖျားမှလှူမယ်။အဲ့ဒီကြံထည့်ထားတဲ့ခွက်ထဲမှာအပေါ်ကနေတကြားလေးဖြူပေးမယ်။ပြီးလို့ရှိရင်အောက်တပြေပန်းလေးခွနဲ့ညို့ကိုဖျားမှကတ်လှူမယ်။ဖျားနိုင်ခွနဲ့ချောင်း၊မွေးနိုင်ခွနဲ့ချောင်း၊ဖျားပောက်တော်ရင်ခွနဲ့ခွန့်။အဲ့လိုမျိုးနဲ့တရက်တန်းမှာကိုယ့်ရဲ့ကြာသာပရိနေမနဲ့ပိုင်းမှာတစ်ခါလဲအပီးလုံမယ်။လှုပ်အာလှူမယ်ပေါ့နော်။ဖျားကိုကတ်လှူပူစော်မယ်။ကတ်လှူပူစော်ပြီးတဲ့အချိန်အဲ့ဒီဖျားတစ်ခန်းလုံးမွေးကြိမ်သွားအောင် မှွေးနံတာတွေပတ်ဖြန်းပေးပါအဲ့ဒါတွေလုတ်ယူပြီးပြီးဟေးဆိုလို့ရှိရင်တော့ကိုကိုမှလည်းအမြဲတမ်းမှွေးတွေမှွေးအနံတာတွေပေးပြီးလို့ရှိရင်ကိုစောက်နဲ့လည်းကျမ်းပါပါစေချမ်းသာပါစေဆိုပြီးမြတ်တာပို့သားမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့ရှင်တို့အတွက်အားလုံးအဆင်ပြေသွားပါလိမ့်မယ်အဲ့တော့ဆ iam မလေးနဲ့အသေးစိတ်မေးမြန်းချင်တဲ့လူဆ iam မစီမှာအဆောင်လေးတွေနဲ့လပွင့်ကံပွင့်ချင်တဲ့လူတွေဆ iam မရဲ့ TikTok account မှာပေးဖို့လေးရှိပါတယ်အဲ့ထဲဝင်ရောက်မေးမြန်းနိုင်ပါတယ်ရှင်ကဲဆ iam မကတော့ဒီနေ့ကတော့ဒီလောက်ကလေးနဲ့ပဲဟိုဟာ ဆုံးသတ်ပေးလိုက်မယ်အဲ့တော့ဆီယမလီရဲ့ hospital လေးတွေမှန်တယ်နောက်ထပ်နောက်ထပ်နားကျင်တယ်ဆီယမလီရဲ့ hospital ကိုနားထောင်ကျင်တယ်ဆိုရင်တော့အသက်လေးတွေပေးအပေါင်းလေးတွေနှိပ်သွားပေးပါလို့မြတ်တာရက်ခံချင်ပါတယ်ရှင်